ျမကတော့တင်ဆက်သူမဆန်နာပါဖြည့်ရမန်ဇလန်ကောင်းများနဲ့စိတ်ဝင်စားပွဲမူကင်းဇလန်ကောင်းများကိုနေ့စဉ်မပြတ်တင်ဆက်ပေးနေတဲ့အမန်ယူကျူးချန်လေးကနေကြိုဆိုလိုက်ပါရရှင်ဒီနေ့မှာတင်ဆက်ပေးမယ့်ဇလန်ကောင်းလေးကိုလေခံစားနားဆင်အားပေးကြပါအောင်ရှင်မိမိစကမ်းမှာတာဝန်ကျနေစဉ်အနောက်ရက်ကဥက္ကရာဦးတင်မောင်ကြီးနဲ့အဖွဲ့ဝင်နဲ့ဦးရေကြီးတုတ်ပြာနေရောက်ချလာတယ် ဘလို့အရေးပေါ်လာလို့လေဥက္ခရာကြီးအရေးကြီးတဲ့ဆရာညိုကြီးဘကုမြင့်ကြီးဝဲကျွန်းပေါ်မှာမြေမြုပ်ထားတဲ့လူသေးလောက်တစ်ခုတွေ့လာလို့လာပြီးတော့အကြောင်းကြားတာဗျာကြီးဝဲကျွန်းပေါ်မှာဟုတ်လားယောက်ျားလောင်းလားမိန်းမလောင်းလားဥက္ခရာကြီးဒါတော့မသိသေးဘူးဆရာညိုဒီကောင်ထုံးခင်ရေပိုက်တန်းကြည့်ရင်းနဲ့သူခွေးနဲ့ကြီးဝဲကျွန်းပေါ်မှာတက်နာနေတော့ခွေးကလျှောက်သွားနေရကကျင်းတဲ့ချင်းကိုရက်နေပြီမတင်ကားစရာဟောင်တန်လေးကြားတာနဲ့တွားကြည့်တော့ မြေကျင်းထဲကနေပွာရောက်နေတဲ့လက်တစ်ဖက်ပေါ်နေတာတွေ့ရနဲ့အ мян ပြန်ချလာပြီးကျွန်တော်တို့ကိုအကြောင်းကြားခဲ့တယ်။တွားကြည့်တော့ဟုတ်တယ်။အဲ့ဒါဆရာတို့စကန်းကို လာပြီးတော့သတင်းပို့တာ။ဒီလိုနဲ့ဥစော်တွေ့ခဲ့တဲ့တန်ဃာတဲ့ရေလုံသားထွန်းခင်ဆိုသူကိုစိတ်စိတ်ဆက်ဆက်ကြည့်လိုက်တယ်။ပြီးနောက်တွေ့ရှိချက်အချင်းကို မြို့နယ်မှူးထံကို အစီရင်ခံလိုက်ပြီးရက်ွက်ဥက္ကရာရဲ့ပထမသတင်းပေးတိုင်ကြားချက်ကိုရေးသွင်းမှတ်ယူလိုက်တယ်။၎င်းနောက်ဒူရဲအုပ်စန်းကြီး နေထိန်တက်ကြကြီးမြင်းစိုးအပါဝင်ရဲတပ်ဖွဲ့ဝင်များနေတူမူကင်တပ်ပုံစီအားဥစော့ဖေးပါခေါ်ပြီးဥက္ကရာဦးတင်အောင်ကြီးတို့အဖွဲ့ကိုပါလိုက်ပါစီကအလောင်းတွေးရှိရာကြီးဝဲကျွန်းကိုအမြန်ထွက်လာလိုက်ကြရီကြီးဝဲကျွန်းကတန်လျင်ဘက်ကကြည့်ရင်တင်မော့စိတ်မျက်နှာစာရှိဘကိုးမြစ်ပေါ်မှာရှိတဲ့တောင်ထုံးနေတဲ့ရေပေါ်ကျွန်းငယ်ဖြစ်တယ်။တန်လျင်တရားကကြည့်ရင်တော့အထင်းသားမြင်နေရတယ်။နေပေါင်းများစွာတောင်ထုံးနေရကကျွန်းဖြစ်နေခြင်းဖြစ်တယ်။ ရေကြရင်နားနေခြင်းစပွေးဖြစ်တဲ့အနီးနားမှာရှိတဲ့ဘိုက်တန်ကျိုးတန်းသူများနဲ့တန်ငါလှသမားတို့အလင်တင့်တယ်လို့နားကိုရကျွန်လေးလေးဖြစ်ပါရဲ့ကျွန်းမောင်မှာတန်ငါသည်များစားတော့ခဲ့တဲ့အစားစာများကိုစွန့်ပြေးကြတိုင်းကြီးကန်းများကဝဲပြန့်ရောက်လာပြီးစားတော့ကြတော့တချို့ကခက်လွယ်လွယ်နဲ့ကြီးဝဲကျွန်းလိုခေါ်ရကအိနမေတွင်သွားခဲ့တယ်ဒူရဲအုပ်ကိုညိုတို့ရဲမော်တော်ကကြီးဝဲကျွန်းခြေကိုစိုက်ကပ်လိုက်တဲ့အခါ ကောင်းကင်မှာကြီးကန်းများနဲ့လင်းတတချို့ဝဲပြန့်နေကြတဲ့လင်းတများဤပဝင်းကျင်မှာမမြင်ရတာကြာခဲ့ပြီအခုမှပဲသူတို့ရောက်လာကြခြင်းဖြစ်တဲ့လူသေးလောင်းမြုပ်ထားတဲ့နေရာကလက်မှုပင်နှစ်ပင်ကြာကျင်းဟောင်းမှာဖြစ်တဲ့ရက်ွက်လူကြီးတချို့ကအနည်းမှစောင့်ကြက်လျက်ရှိတယ်အလောင်းကိုစတွေ့တဲ့ခွေးနက်ကလေးကပြန်ပါလာခဲ့တယ်ခွေးကလေးကသူ့တခင်နဘေးကဟောင်းနေစေကိုညိုတို့မြင်လိုက်ရတဲ့မြင်ကွင်းက တော်ယုံလူစုလက်ပြလွင်ချင်းစရောက်ပွာရောင်စားပြုတ်နေတဲ့ဖဲလက်တချောင်းကမောက်ခုံပေါ်နေတယ်။အနေထားကစနစ်တကျမြုပ်တဲ့လက္ခဏာမဟုတ်ဂရိုက်ကြိုက်မြုပ်ထားတဲ့တရံမြေပုံပေါ်မှာတဲမြေနှုံးမြေနဲ့တစ်ဆွေးမြေစားများပါရောပြွန်နေတယ်။အနံ့လေအနှင်းငယ်ထွက်နေတယ်။ဒါနဲ့ပါလာသူများရဲ့အကူအညီမူခင်တွန်းကျင်သူများအကူအညီနဲ့အလောင်းကိုပေါ်လိုက်တဲ့အခါဟာဒါဒါချစ်လုံးမလား ရက်ွက်ဥက္ကရာကပွာရောင်စားပြုတ်နေတဲ့အလောင်းရည်မျက်နာကိုငုံကြည့်ပြီးပြောလိုက်တော့ကြံအဖွဲဝင်များကပါဝိုင်းပြီးထောက်ခံကြရီတေသူက အင်ကြီးအပြာလက်တို့နဲ့ပစိုးအကွက်အညိုကိုဝစ်ထားရီအသက်ခံမမှုအရာ30ခန်းရှိတယ်ဒုတ်ဒုတ်ဂိုင်ဂိုင်သဘင်ကုတ်ဝဲအရှိနေဝဲဘက်ရင်အောင်ဝင်းကျင်နဲ့ဝမ်းဘိုက်တဝိုက်မှာသွေးကွက်များတွေးရပြီးတချို့သွေးများကခဲနေတယ် အလောင်းမြုပ်တဲ့ကျင်းအတွင်မှာသဲလွန်စားတက်တေကံပစ္စည်းရလို့ရကောင်ဂယုတစိုက်ရှာကြည့်တဲ့အခါမြေကြီးများနဲ့ရောလုံးနေတဲ့မျက်နှာတုပ်ဘဝအသေးလေးတစ်ထည်ကို တွေ့ရသည်မျက်နှာတုပ်ဘဝကလေးရဲ့အလေးမှာလက်ညှိုးလုံးခတ်မီးလောင်ပေါက်တစ်ခုရှိသည်ဆက်လက်၍ရှာလိုက်တဲ့အခါတေသူရဲ့လက်ထဲမှာဆုပ်ထားတဲ့ပစ္စည်းတစ်ခု ဖြီးပြီးယူကြည့်လိုက်တော့အပြာရောင်ကော့ကျဲသည့်တလုံး တွေ့ရှိတတိကံပစ္စည်းများကိုစနေတကျသိမ်းဆည်းပြီးပုံစံစာရွက်မှာဖြည့်စွက်သိမ်းဆည်းလိုက်တဲ့ရဲလုံထုံးလုံနီးနဲ့အညီမှတ်တမ်းတင်ဓာတ်ပုံများကိုရှူးထောင့်အသီးသီးမှာရိုက်ယူလိုက်တဲ့ပဝင်းချင်းကိုဆက်လက်စူးစမ်းလိုက်တဲ့အခါအလောင်းမြုပ်တဲ့နေရာနဲ့ပေ20ကန့်အကွာမြေပြင်မှာနီရဲတဲ့သွေးကွက်များနဲ့သွေးဆက်လမ်းကြောင်းတချို့ကို မြင်တွေ့ရတဲ့လက္ခဏာပုံသဏ္ဍာန်အရဤနေရာမှာအချင်းဖြစ်ပွားပြီးနောက်ဒီယိုတိုက်ဆွဲယူကအလင်းမြန်မြုပ်ခဲ့တဲ့ပုံ။ ကိစ္စဝိစများပြီးစည်းတာနဲ့အလောင်းကိုစီးရုံကိုပို့ရန်စီစဉ်လိုက်သည့်စကန်းကိုရောက်တော့မိမိတွေ့ရှိစစ်ဆေးချက်များကိုမျိုးနယ်မူတံအစီရင်ခံလိုက်သည့်တေသူချေလွန်က အနောက်ပိုင်းမှာ ရေလုံသောတပ်ဦးဖြစ်သည့်မြေဝကျောမော်သားတပ်ဦးဖြစ်သည့်ယခုနေရာမှာ အငားလာနေက ပိုက်ချကွန်ပြေငားများတန်းချလုပ်ငန်းလုပ်ကင်နေပြီးစီးပွားရေးအခြေအနေမဆိုးလာလို့သိရသည့် အင်းငါတဲ့အင်ရှင်ရဲ့အဆိုအရခြေလွန်းပြန်မလာသေးမှနှစ်ရက်ခန့်ရှိပြီလို့ဆိုရင်ခြေလွန်းကအရက်အလွန်ကြိုက်သူစမ်းလဲပွင့်သူလို့သိရတဲ့ပဝင်းချင်ရဲ့ဝေပန်တီးတို့စကားများအရာဆိုရင်သူက အနောက်ပိုင်းမှာလင်းရှိမရတဲ့အောင်နဲ့မရှင်းမရှင်းဖြစ်နေတယ်လို့ဆိုကြတယ်။ဆက်လက်ပြီးစုံစမ်းကြည့်တော့သူအမျိုးသမီးရဲ့အမည်မှာမစောနှံ့လို့သိရတယ်။အမျိုးသမီးကတော့အသားမဖြူမညို့ကိုလုံးကိုပေါက်ကအလွန်လှရီ။ ပါပေါ်မှာစပယ်တင်မှဲ့နေညူအားတော်ကောင်းနေဈေးတကူမှာငားရောက်နေသူမယောက်ျားကလေတန်ငါလှေသမားတအူးဖြစ်တယ်အမိကဘိုးစံဘိုးစံနေချေလွန်ကအရင်နီဆုံးလောက်ဖို့ကင်ပတ်ဖြစ်တယ်ဘိုးစံကဖေးလေးရိုက်တယ်အရက်လေးတောက်တယ်မစောနန်းကချေလွန်ဖန်းစည်းလို့ရတဲ့ငားမှန်သမားကိုဒိုင်ခံဖောက်တယ်ယူတယ်ဤကဲ့သို့မမျော်လင့်မဲတဲလွန်စားတကူရခဲ့ပြန်နေတယ် ဒါအပြင်ခြေလုံးကမသေးခင်သုံးရက်ကဗာသိန်းရောင်စုသူနဲ့အရက်ဆိုင်မှာစကားများရန်ဖြစ်ခဲ့တယ်ဆိုပြီးလေတရင်ရရှိခဲ့တယ်။မြို့နယ်စည်းရုံးကြီးမှာမူခင်းဆရာဝန်ရဲ့စေစေချက်အစီရင်ခံစာရောက်တေသူကလွန်ခဲ့တဲ့48နာရီခန့်ကစူရှချွန်ပြားတဲ့လက်နက်နဲ့ဝဲဘက်ရင်းညွန့်ကိုတစ်ချက် ဝမ်ပိုက်ကိုနှစ်ချက်ထိုးသွင်းခံရပြီး၎င်းကြံရများနေပြီးမိနစ်ပိုင်းအတွင်းမှာပွေချင်းပြီးတည်ဆုံသွားခဲ့တယ်လို့ဆိုရီဒံယာရဲ့လက္ခဏာမှာပလက်အနေထားရှိနေစဉ်တေသူရဲ့ဝေဘက်မှာ အားဆိုင်ပြီးထိုးလိုက်တဲ့ဒံယာနှလုံးကိုထိသွားခဲ့တဲ့အပြင်ဝေဘက်ဒါမှမဟုတ်ဒံယာဘက်ကိုလက်နဲ့ဆွဲချလိုက်တဲ့အပြင်ဝေဘက်ကိုစုပ်ပြဲဆိုက်ခွဲတဲ့ဒံယာလေးရှိသည်စစ်စစ်မှတ်တမ်းအရာတိရသည် ဒါအပြင် မသေးမီလူလွန်တပ်ပုတ်တဲ့လက္ခဏာများ တွေ့ရှိခဲ့ရပြီးတေသူရဲ့ပါဇက်အတွင် အမွေးပါတဲ့အသားစားတစ်ခုကို တွေ့ရှိခဲ့ရကြောင်းစစ်ဆေးချက်မှာဖော်ပြထားတယ်။၎င်းအသားစားနဲ့အမွေးကမင်းနဲ့တေသူချင်းလုံးနဲ့အင်္ဂလိပ်လို23ရက်ဗုဒ္ဓဟူးနေ့ညနေ4နာရီကဗရဝါစားတော့ဆိုင်မှာစကားများရန်ဖြစ်ခဲ့တယ်လို့ကြားသိရတယ်။အဲ့ဒါဟုတ်သလား DMA စကားကြောင့်ဘာသိန်းရောင်မှမျက်စိမျက်နှာပြတ်နေတယ်။ဘာသိန်းရောင်ဆိုတာကလေအယက်သမားဖဲသမားလူရှုပ်လူပုံကအသားဖြူဖြူမုံတီတီစကားပြောရင်ဘူးကြကြောင့်ခြေကန်ကန်ပြောတတ်တယ်။ပြောလေကွာ။ဟုတ်ဟုတ်ကဲ့ဖြစ်ပါလေစရာ။ဘာကိစ္စနဲ့ဖြစ်ကြတာလဲ။သူကကျွန်တော်ကိုလူကြားသူကြားထဲမှာတက်ခိုးဘိန်းစားအချောင်လိုက်စားနေတယ်ကောင်လို့ပြောတယ်။ဒါနဲ့ကျွန်တော်ကလည်း မင်းလိုဒုသနာတော့မဟုတ်ဘူးလို့ပြောရကနေရမ်းပုံမိကြဖြစ်ပြီးစကားများရံဖြစ်ပြီးတော့ထိုးကျိတ်ကြတာပါခမယအဲ့ဒီနေ့ကမင်းခံလိုက်ရတယ်နှစ်ဖူးပေါက်သွားတယ်အဲ့ဒီတော့မင်းပြောလိုက်တဲ့စကားမင်းမှတ်မိရဲ့လားဘာသိအောင်ဘာသိအောင်ကထိုးအမေးကိုလုံးဝပြန်မဖြေနိုင်မေကြောင်ကြည့်ကနှက်ခမ်းများတုံနေတယ်ပြောလေကွာမင်းမပြောရင်မျက်မြင်ကြားသည့်တက်တွေကိုငါတို့ဆွဲထုတ်ပြလိုက်ရမလားပြောပြောပါမေးစရာပြော မင်းဓမင်းဝအောင်စားတာချေလွန်းဆိုတဲ့စကားလားဒူရဲအုပ်ကိုညိုကခေါင်းတညိမ့်ညိမ့်လုံရင်ကျွေးများပြန်နေတဲ့ဗာသိန်းအောင်ရဲ့မျက်နှာကိုစိုက်ကြည့်နေလိုက်တယ်၎င်းနောက်အန်ဆွေးထဲမှာပစ္စည်းတစ်ခုကိုထုတ်ပြီးသူ့ရှေ့မှာချပြလိုက်တယ်ပစ္စည်းကနိုင်လွန်ကော်ကျဲသည့်အပြာရောင်တစ်လုံးကျဲစည်းကတာမန်အင်ကြီးကျဲသည့်ထက်ကြီးတယ်လက်မကလက်သေးခွန်ခန်းရှိတယ်ဒီကျဲသည့်တက်ပြီးဝှစ်ထားတဲ့လူကိုမင်းမြင်ဘူးသလားဗာသိန်းအောင် ဘာသိန်းအောင်ကချက်ချင်းလိုလိုကောင်းငိမ့်လိုက်တဲ့တခါကိုညိုကဒုတိယအချိန်မြောက်ပစ္စည်းတစ်ခုဖြစ်တဲ့အလဲမာမီးလောင်ပေါက်ပါတဲ့မျက်နှာတုပ်ဘဝအသေးလေးကို သူ့ရှိမှခင်ပြလိုက်တဲ့ဒီပစ္စည်းရှင်ကမင်းတို့ကဖဲသမားဆိုတော့မြင်ဘူးမှာပေါ့ဟုတ်ကဲ့မကြာခဏမြင်ဘူးပါတယ်ပိုင်ရှင်ကဘသူလဲကွာမင်းရဲ့ပါတနာမဟုတ်လားမဟုတ်ပါဘူးဆရာရေဖီးယဘေဘီကြံ့ဘေဘီပါခမဟာဖီးယဘေဘီကြံ့ဘေဘီ တွေးကြသေးတော့ပေါ့ကွာကိုညိုကပြောရင်ခွက်ထိုးခွက်လန်ရှိလိုက်တယ်ဘာသိန်းအောင်ချပြေးရမလို့လို့ငူရမလို့လို့ရောရောင်ရှိရမလို့လို့ ਨੇ အကြက်တွေ့နေခဲ့တယ်တရင်အရာဒီအိမ်တဲအိမ်ကိုဒူရဲအုပ်ကိုညိုနဲ့အဖွဲဝင်များရက်ွက်အုပ်ခရာဦးတင်မောင်ကြီးတို့အဖွဲများဝိုင်းလိုက်ကြတဲ့အခါငါးယောက်ဖဲဝိုင်းအတွင်မှာဖိုးဆန်ကိုပါမိလိုက်တယ် ၎င်းတို့အားလုံးကိုရဲစခန်းကို ခေါ်လာခဲ့ပြီးနောက်ကြံလေးရောက်တဲ့အင်ရှင်ကိုလောင်ကစားမှုနဲ့အရေးယူကောက်ဖိုးစံကိုစစ်စေးမေးမြန်းရန်ထားလိုက်သည်ဖိုးစံခမယမင်းခြေလုံးကိုတတ်ခဲ့တယ်ဒါရောကွာဗျပပတုတ်ကျုပ်ခြေလုံးကိုမတက်ပါဘူးဗျဘာလို့တက်ရမှာလဲမတက်ဘူးအမှန်ကိုစောစောစီးစီးဝန်ခံရင်မင်းရဲ့ဖို့ဥပဒေကပြည့်တဲ့ခွင့်ရရှိတာပေါ့ဖိုးစံရောင ဟင်ကျွကျုံမတတ်ဘူးဒီကိစ္စလည်းမသိဘူးအေးဒါဆိုတို့မင်းအိမ်မှာသွားရှာကြတာပေါ့ကွာလိုက်လာခဲ့ဘိုးဆန်ကလည်းခရဲရဲပဲရှာကြပေါ်ပြလို့ဆိုရင်ဒီလိုနဲ့ဥက္ကရာနဲ့တာဝန်ရှိသူများကိုပါခေါ်ပြီးရှာဖွေပုံစံနဲ့ဘိုးဆန်အိမ်ကိုရှာဖွေခဲ့တယ်။အိမ်မှာသူမိမမစောနန်းမရှိဈေးတော်ရောင်းနေတယ်လို့ဆိုရင်ကိစ္စမရှိမစောနန်းနဲ့တွေ့ခဲ့ပြီးပြီ အိမ်ထဲအနံ့ရှာသည့်တိုင်အောင်ဘာသဲလွန်စားမှမတွေ့ရတော့ကိုညိုတော်ချွေးဆို့လာ၏၎င်းနောက်နောက်ဖေးလီယုံကိုစင်ခဲ့ကြပြီးမှောက်ပြီးရေနံကြီးတုတ်ထား၏လီအောက်ကိုပါပိုက်စိတ်တိုက်ရှာကြ၏ဒီမှာရေနံကြီးများနဲ့ပေးချန်နေတဲ့အင်းကြီးတထဲကိုမမျော်လင့်မဲတွတ်တွေ့လိုက်သည်ဖြန့်ကြည့်လိုက်တဲ့အခါရေနံကြီးများနဲ့ရောရှက်နေတဲ့မာစီစီညီညိုရောင်အကွက်များရောပြင်းနေတာကိုမတင်ကားပွဲတွေ့လိုက်ကြသည် ဂယုတဆိုင်ကြည်လိုက်တဲ့အခါ၎င်းအင်ကြီးမှာအပြာရောင်ကောကျဲသီးများကိုမမျော်လင့်မဲတွေ့ရသည်။၎င်းကျဲသီးငါးလုံးအနက်ဒုတိယမြောက်ကျဲသီးနေရာက ကွက်လက်ဖြစ်နေပါသည်။ဒီလိုနဲ့အစိုးပါအင်ကြီးကိုတပ်တွေများရှိမှရှာဖွေပုံစံနဲ့တင်ဆဲလိုက်သည်။ပြီးနောက်ဖိုးဆန်ကိုစကန်းကိုပြန်ခေါ်ခဲ့ပြီးချော့မိရသည်။ဒီမှာဖိုးဆန်ငါတို့ကမပိုင်ရင်မဖမ်းမှုဖိုးဆန်မင်းတတ်တယ်ဆိုတော့ငါတို့အခိုင်လုံးတက်တည်ပြနိုင်တယ် မင်းကိုယ်တိုင်ဝန်ခံတော့ခံစား권ရှိမှာမို့ပါငါနေရကျုံမမတတ်တာဗျဘာသိအောင်နဲ့သူနဲ့ရံပြည့်ချင်းွားကြတာဖဲသမားရသမားတိုင်းအတိပဲဥစ္စာတက်ချင်းတက်ရင်ဒီကျဲသည်ကဘသူကျဲသည်လေဖိုးစံဒူရဲအုပ်ကူညိုကအပြာရောင်ကျဲသည်တလုံးကိုသူ့ရှိမှခင်ပြလိုက်သည်ဖိုးစံကကျဲသည်ကိုကြည့်ပြီးအံ့ဩတော်ရီဒီနောက်ကူညိုကလေအောက်မှာတင်းစင်းလာတဲ့ရေနံကြီးတုတ်ထားတဲ့ အင်းကြီးအဟောင်းကိုဖြန့်ခင်းပြလိုက်ပြီးအပြာရောင်ကျဲသည့်ငါးလုံးအနက်မှဒုတိယကွက်လက်ဖြစ်နေတဲ့နေရာကိုလက်ရှိကျဲသည့်ကိုတင်ပြလိုက်ခါပြုံးပြလိုက်သည်ဘလို့လဲဖိုးစံကွက်တိပဲမဟုတ်လားဖိုးစံကခေါင်းမငိမ့်ငိုင်ကြည့်နေတယ်ဒါမှမခိုင်လုံသေးဘူးလို့ထင်တေသူရဲ့အလောင်းကိုဖော်ရင်းကကျင်းထဲကရှားခဲ့တဲ့ဟောဒီမျက်နှာတုပ်ဘဝလေးကိုကြည့်လိုက်ပါဦးဖိုးစံအလဲမှာမီးလောင်ပေါက်ကြီးနဲ့ရော့ သူကစက်ကူအိတ်ထဲမှာတတိကံတင်းစိထားတဲ့မျက်နှာတုပ်ဘဝကလေးကို သူရှိကိုထမှန်ချပြလိုက်တဲ့အခါဖူးဆံမှာလက်တွေတုံလာ၏ဒီမျက်နှာတုပ်ဘဝလေးဟာမင်းငားရှာထွက်တိုင်းဖဲဝိုင်းအရဝိုင်းသွားလိရာဒေဘင်းပေါ်မှာပါလိရှိတဲ့ပစ္စည်းပဲဖူးဆံအပေါက်ကဖဲဝိုင်းမှာမီးပေါက်ကျပြီးပေါက်ခဲ့တာမင်းမိတ်ဆွေတွေကတတိကံလေးရဲ့ဒီကြောင့်ဘာသိမ်းအောင်ရလေသမားတွေကပါပြောကြတယ်ဂုံဂုံပြောရရင် မင်းမိမမာစောနန်းကအစမင်းပြည့်စည်းပါလို့ပြောခဲ့တယ်ကွာဒါဒါပျောက်သွားတာကြပြီဗျဖိုးစံဖိုးစံအေယာမလူတတ်မှုကြီးလဲကျူးလွန်သေးတယ်ပြီးဤတည်တတ်မှုလဲမရှိပါလားကောင်းပြီကွာဒါမှမင်းကလက်မခံနိုင်သေးဘူးဆိုရင်ဖိုးစံမင်းမျက်နှာကိုမော့လိုက်စမ်းကွာကိုညိုရဲ့မာထန်ထန်ပြောစကားကြောင့်ဖိုးစံငုံနေရကအလန်တကြမျက်နှာကိုမော့လိုက်တယ်မင်းဘယ်ဘက်မျက်ခုံးတခုဘယ်ရောက်သွားသလဲ ဒူမီကွန်ကြောင့်ဖိုးဆံမှာအလန်တကြားဖြစ်ရင် သူမြတ်ခုံးကိုသူဘယ်လက်နဲ့စံကြည့်လိုက်သည့်ဖိုးဆံရဲ့လက်ဝဲပတ်မြတ်ခုံးမှာဟန်နီပလတ်စတာတစ်ခုကတ်ထားရီအဲ့ဒီမြတ်ခုံးကိစ္စမင်းမပြောနိုင်ဘူးမဟုတ်လားအေးငါပြောပြမယ်ဖိုးဆံမင်းချလုံးကိုလွန်ခဲ့တဲ့၃ရက်အင်္ဂါနေ့ညနေကကြီးဝဲကျွန်းပေါ်မှာဓားနဲ့ထိုးတက်ခဲ့တယ်မင်းကဘေးတန်လေးမင်းတို့လုံထွေးတပ်ပုတ်ရင်မင်းရဲ့ဘက်ကကျဲသည့်တလုံး ခြေလုံးရဲ့လက်ထဲကိုပါသွားတယ်။ခြေလုံးကတေးရန်မူးမူးမှာ လုံရင်ထွေးရင်နဲ့ရရကိုကိုက်လိုက်တာ။မင်းရဲ့ဘေဘက်မျက်ခုံကိုကိုက်မိသွားတယ်။အဲ့ဒီမျက်ခုံကတေသူခြေလုံးရဲ့ပါးစပ်ထဲမှာပါသွားတယ်။မူကင်းဆရာဝန်ကဒီပစ္စည်းကိုမျက်ခုံနဲ့မျက်ခုံမွေးပါလို့အတိတ်ရည်ညွန်တက်တည်ခံခဲ့တယ်။အဲ့ဒီတီရှူးနဲ့မင်းရဲ့တန်ရာကတီရှူးကိုဓာတ်ရုပ်ဗေဒဝန်ရုံးမှာစမ်းသက်တိုက်ဆိုင်ရင်မင်းကျိုးစင်ကိုရောက်သွားနိုင်တယ်ငါညီ။ သူစကားဆုံးတဲ့အခါဖိုးဆန်ဇက်ကျိုးကြသွားခဲ့တယ်။ဝမ်းနေစွာနဲ့တစ်ချက်ရှိုက်လိုက်တော့မျက်ရည်ပေါက်တချို့ကတပွဲပေါ်ကိုကျသွားတယ်။ရုပ်ကြီးဆိုသလိုအန်ကိုကျိတ်လိုက်ပြီးရင်ကိုမှတ်ကကျွန်တော်ဝန်ခံမတော့မယ်စရာ။ခြေလုံးကိုကျွန်တော်တတ်မိပါတယ်။အေးဒီလိုဝန်ခံရရမှာပေါ့ကွာ။ယောက်ျားပဲလုံတုံးကလုတ်ခဲ့ပြီးပြီ။အေးခံစရာရှိရင်လေခံရမှာပေါ့။ကဲပြောစမ်းမအောင်ငါညီရ။ မင်းဘာကြောင့်လူတယောက်ကိုတွေးအေးအေးနဲ့ရရဆက်ဆက်တက်ခဲ့တာလေကွာဟမ်ဒီလိုပါစရာခြေလုံးဟာမြေဝကျွန်းပေါ်ကနေဒီရောက်လာတော့အခြေအနေမဲ့ပါတန်ခါအကြောင်းနားလဲရဆိုလို့အရက်ဝိုင်းတစ်ခုမှရင်းနှီးရာကနေအင်းအလေပါတဲ့ဒီရင်းနှီးခဲ့ကြပါတယ်နောက်ပိုင်းကြီးလိုအကိုလိုခင်ရာကနေလေတဲ့စင်းနဲ့ကွန်တခု ကျွန်တော်တောင်ပေးခဲ့ပါသေးတယ်ငားရရင် ကျွန်တော်နမိမာမစောနှန်းကို ပေါက်စင်းနဲ့အပ်ပါတယ်อืม ဆက်ပြောပါအောင်ကွာဒီနေရာမှာအင်ကမိမကအနေထိုင်မတက်တာလေပါတာပေါ့ဆရာကြီးဟိုကောင်ကအပြောကောင်းဆရာကြီးအင်ကမိမများမြောက်ပင့်ပေါင်းလာပေါင်းရဲ့ဒါကိုအင်ကမိမကသိတ်ကရင်တွေ့နေတယ်လေဟိုကောင်ကလေငွေများလက်ထဲမှာရွှင်းနေရန်ကောင်ကပြန်လာရင် အထဲကလေးမိကနှကန်းနီကလေးကအစဝဲဝဲလာပြီးအမဘူအမဘူနဲ့တဲတော်တာပဲအင်ကမိမကိုဒီကိစ္စသတိပေးပေမယ့် ဒင်းကလည်းတမျိုးပဲအဲ့ဒီကိစ္စတီဖြစ်ခဲ့ကြတာလားကျွန်တော်ကဖဲရိုက်တာတိတ်ဝါသနာကြီးတယ်တီးတဲ့အတိုင်းပဲဇာတန်ကအလောက်ကငွေဖြစ်မြန်နေဖဲဝိုင်းကောင်းရင်ကျွန်တော်မိုးလင်းမှပြန်ကျင်လဲပြန်နိုင်အဲ့ဒီမှာဟိုကောင်နဲ့အိမ်ကမိမဖောက်ပြန်ကြတယ်ဒါကိုအင်းနီနာချင်းတွေကကျုပ်ကိုတိုးတိုးတိတ်တိတ်ပြောပြကြတယ်ကျုံမိမကိုကျုပ်ကယုံတော့ဒီလိုပဲနေကြတာပေါ့တခါတလေစောနှန်းကိုတရီပေးရင် ဒင်းကပဝင်းချင်းကို ဖေရောမောင်ရောကုံအောင်တုတ်ရောပြဟိုကောင်ကလည်းဒီလိုသမုတ်ခံရလို့ရှက်လာကြည့်ရဲ့ဆိုလေရဲ့ခမြောက်တညပေါ်ပြတမ်းမင်ချောင်းအာသူပဖေးဝိုင်းမှာဖဲချုံလို့အင်းပြန်ပြီးငွေယူလာမှာသူတို့နှစ်ယောက်ကိုအခန်းထဲမှာ အတူတကွတွေးလိုက်ကြတယ်ကျွန်တော်ရင်ထဲမှာကျွဲဆဲကောင်ဝင်ခတ်တယ်လို့ပါပဲချက်ချင်းအပြက်ရှင်းလိုက်ရင် ကောင်းမလားလို့စဉ်းစားခဲ့ပေမယ့်ကြုတ်ချရတဲ့မိမကရှိနေသေးတော့ ဒီကောင်ကိုအေးအေးဆေးဆေးရှင်းပြမယ်လို့ဆုံးဖြတ်ပြီးဝမ်းနဲ့ကြေကွဲနာကြီးစော်နဲ့မတိဟန်ဆောင်လိုက်ရတယ်အညိုအတီထားခဲ့တယ်လို့ပြောရမှာပေါ့ဟုတ်ပါတယ်တနေ့ညတော့ကြီးဝဲကျွန်းမှာငားများတန်းချသွားကြဖို့ခြေလုံးကိုမယားမက ခေါ်ခဲ့လိုက်တယ်ကျိုးတန်းချပြီးကျွန်းမော်ကိုတက်တယ်ပါလာတဲ့အရက်တလုံးကိုနှစ်ယောက်တောက်ကြတယ်ကျွန်တော်ကအကြံသမားဆိုတော့ရှော့တောက်လိုက်တယ်ညနေစာဖြစ်တယ်လို့စားတောက်ပြီးမူးမူးနဲ့အိပ်ပျော်နေချိန်မှာ ကျွန်တော်ကဘေးတန်းဆိုတော့သူ့ဘေးဘက်ကဝင်ပြီးပလက်အိတ်နေတဲ့ဒီကောင်ရင်ဝါကိုခါးကြမှာဟွက်လာတဲ့ဓမြောင်နဲ့ထုတ်ဆိုင်လိုက်ပါတယ်အဲ့ဒီနောက်ရောဘလို့ဆက်လုပ်သည်လေခြေလုံးကစူးစူးဝါဝါထအောင်ရင်ကျွန်တော်လက်ထဲကဓားကိုလှူတယ်ရင်ဘက်ကအင်းကြီးကိုဆွေးတယ်အဲ့ဒီမှာလုံးကြထွေးကြဖြစ်ပြီးကိုင်းမိကိုက်ရာကိုကိုက်လိုက်တာကျွန်တော်ဘေးဘက်မျက်စိနဲ့မျက်ခုံးကိုကိုက်မိပြီးမျက်ခုံးပြတ်သွားတယ်နောက်ဆုံးမှသူ့ဝမ်းပိုက်ကို ဓမြောင်နဲ့ထတ်ထိုးလိုက်တော့မှ သူမြမရာကြာခိုတဲ့အကောင်ငြိမ်ကြသွားတယ်။ချက်ချင်းပဲမြေမြုပ်ရမယ့်နေရာလိုက်ကြည့်တော့လက်မှုနှစ်ပင်ချားမှာကျင်းကျိုင်တစ်ခုတွေ့တာနဲ့ဒီယိုတိုက်ဆွဲပြီးပြစ်ချခဲ့တယ်။နီးရသဲမြေဆွေတီးရွက်တွေနဲ့တခြားလေသမားတွေမလာခင်မမြင်ရအောင်မြုပ်လိုက်တယ်။ကန်ဆိုးကျင်တော့ကျွန်တော်သွားလေရပါတယ်။လေဘင်းမော်ကမဖလာလိုပဝါလေးလေကျင်းထဲမှာကြကြံခဲ့တာမသိလိုက်ဘူး။ဒင်းကိုလည်းမြုပ်ပြီးရော ဂျိုးတန်းတွေသိအင်ကိုပြန်ခဲလိုက်တယ်။မိမကခြေလွန်းရော်တဲ့အဆောင်ထားခဲ့တယ်လို့ပြောလိုက်တယ်။တပ်ဒေကန်ဓမြောင်ကိုဘယ်မှာဟွက်ထားသလဲ။ဓမြောင်ကိုလှေထားတဲ့နေရာမှာဟွက်ခဲ့ပါတယ်။သွေးပိနေတဲ့အင်ကြီးကိုရေနံကြီးနဲ့နှက်ပြီးလှေနေရာတုတ်တဲ့အဝယ်လှုပ်လိုက်ပါတယ်။ပြောရရင်သိစာမရှိကျေးဇူးမသိတရေပေါ်အိတ်တရေနာစားပြီးကြုတ်ချစ်တဲ့မယားကိုကြာခိုးလို့ဒင်းကိုကျွန်တော်နာကြီးစွာနဲ့တတ်လိုက်မိတော့ပါစီရဲ့။ ဥနုကိုကြွဲခတ်လို့တတ်မိတာပါစီဟာ၎င်းနောက်တရခံဘိုးဆန်က ပြမှုကျူးလွန်ရာမှာအတုံးပြူခဲ့တဲ့တတ်တိခံဓမြောင်ဟွက်တဲ့နေရာကို ကိုရင်လိုက်ပြပြီးတော့စနေတကျသိမ်းဆည်းခဲ့တယ်။တရခံကဝန်ခံချက်ပေးခြင်းနဲ့ဆို၍မြို့နယ်တရားသူကြီးတဦးထံကို ပို့ဆောင်ခဲ့ရာတရားသူကြီးရှေးမောက်မှာထွက်ဆိုချက်ပေးခဲ့ပါရီ။ များမကြမီမှာရဲလုံထုံလုံနည်းနဲ့အညီတတ်တေကံပစ္စည်းများတတ်တေကိုယ်တိုင်ထွက်ဆိုခြင်းများမူကင်းဆရာဝန်ရဲ့စေးစာအစီရင်ခံခြင်းများဓာရုဗေဒဝန်ယုံမှစစ်ဆေးတွေးရှိခြင်းနဲ့အမှုကိုစနစ်တကျတိဆောက်ခါရုံတော်ကိုတရားစွဲတင်ပို့နိုင်ခဲ့ရင်ရုံထုတ်တဲ့နေ့ကတရားခံဖူးဆန်ကိုအခြေအတွေ့ရက်ဆက်မိတဲ့အခြေလူစုဖြင့်မြင်ရတော်လေသူမိမမာစောနန်ကတော့မျက်နှာမှာမိတ်ကပ်အပွေးသာ နှကန်းမှာနှကန်းဒီအပြာနုရောင်ခပ်ပါပါနဲ့ခတ်တတ်တတ်လမ်းလျှောက်နေပုံမှာခြေခွဲရိတ်ကင်းမဲ့နေတဲ့မျက်နှာလိုမှတ်ယူလိုက်တယ်။အော်အိမ်ထောင်ဘက်ရဲ့စိုးမွေမှုကြောင့်ခင်မွန်ဖြစ်သူမှာလူစိုးဘဝကို ရုတ်တရက်ပြောင်းလဲသွားရသည်မှာအိမ်ထောင်တဲ့တို့အတွက်တင်ကန်းစာယူစရာဖြစ်ရတော့တယ်။တကယ်ဖြစ်ရမှန်ဖြစ်ပါရဲ့။စာရေးသူဇာကြီးကိုလေကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ ဇလန်လီကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရရှင်။နားစင်အားပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါရရှင်။